ဒုတိယလူဆိုပြီးဝိုင်းစားတာကိုမခံချင်လို့အဆင်ကြအောင်လုပ်နေသလားမှတ်ရတဲ့စီမံကြီးအားလုံးပဲမင်္ဂလာပါစီမံကြီးတို့ရဲ့လက်ရှိအချိန်ကာဆိုရင်စော်ပြစ်ခံရတဲ့ကာလလိုပဲရင်းနာစရာအချိန်တွေနဲ့ပြည်နေနေပါတယ်ပရီးမီးယားလိမာလေးတုံးနေစားတဲ့ဒုတိယလူဆိုပြီးတော့ဝိုင်းစားတာခံရတယ်လို့ဒဗလာဆီမီဖိုင်နယ်မှာလေပထမကျောအိမ်ခွင်မှာရှုံးနေထားပါတယ်စီမံတို့ဟာဒီတစ်ပတ်ပရီးမီးယားလိမာတော့ဘုံမောက်တင်နေရင်ဆိုင်ခဲ့ရတာပါဘုံမောက်ကိုအုံနောက်ထဲတော်မထည့်ပဲနဲ့တမ်ပလာတော့ပဲအာယုံဆိုင်မယ်လို့ထင်ခဲ့ပေမဲ့တကယ်တော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး လူဆုံးထုတ်လာတာတော့မှဆင်ကန်တို့ရှုံးနေကြရတာဖြစ်ပြီးတော့ဒုတိယလူဆိုပြီးအစမခံကျင်တော့လို့အဆင့်ကျအောင်များလုပ်နေသလားထင်ရပါတယ်။ဒီမှာတော့ဆင်မြန်ကြီးနဲ့ပုံမောက်တင်တို့ရှင်ပြန်ကြရတဲ့ပရီးမီးယားလိပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။ဆင်မြန်ကြီးကတော့ညနောက်ခံလူနေရာမှာဒဏ်ရာရသွားတဲ့တင်ပါအစာခေါင်းဝိုက်ပါလာတာလေးကလွှဲရင်ချင်းတဲ့နေရာတွေကတော့အဓိကကစားသမားအစုံလင်းနေဖြစ်ပါတယ်။လူလူဆုံးထုတ်လာရတဲ့ရည်ရွယ်ချက်ကတောသားတို့နဲ့ဒုတိယကျောပွဲစဉ်မှာအသင်းကိုရက်သမ်းမှန်စေဖို့လည်းဖြစ်နိုင်ပါတယ်။ ဟိုမောက်တင်းကလည်းဒီနေ့ပွဲစဉ်မှာသူစားပြောင်းလဲတချို့ပြုလို့လာခဲ့ပါတယ်။ဒိုက်ဆန်မှာတော့ even နဲ့ဆန်ကပဲဥဆောင်လာခဲ့ပြီးတော့ညာတာမှာမှာတော့စီမံညိုကိုအနားပေးပြီးတာဘာနီယာနဲ့ပဲပွဲထွက်လာခဲ့ပါတယ်။ညာနောက်ခံလူနေရာမှာလည်းနေရာသိမ့်မရပဲဖြစ်နေခဲ့ရတယ်။ဟျူလီယန်ရူဟိုကိုနေရာပေးလာခဲ့ပါတယ်။ဒီဘက်မှာစီမံကြီးတို့အတွက်အကောင်းဆုံးသွားသမားကိုပြပါဆိုရင်စန်တမင်းလေးကိုပဲပြရမှာဖြစ်ပါတယ်။စန်တမင်းကတော့အသင်းကိုရှားသလောက်ထန်းတင်ပေးနေခဲ့ပြီးတော့34မိနစ်မှာစီမံတို့အတွက်အဖွင့်ကိုပါတည်ယူပေးခဲ့ပါတယ်။ ီကိုတော့အူရီကကပဲဖန်တီးပေးခဲ့တာဖြစ်ပြီးတော့အူရီကအနေနဲ့ဒီနေ့ပွဲစဉ်မှာခြေစောင်းပိုင်းနဲ့ငယ်ပြန်တက်လာခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့စင်မြန်နုရဲ့ညာချမ်းသာဆိုရင်တော့အနေငယ်အားနည်းနေခဲ့တာကိုတွေ့ရပြီးတော့ဆက်ကလည်းဘာမှမလုပ်ပြနိုင်တယ်လို့ညာနောက်ခံလူနေရာကပန်ဝိုက်ကလည်းခြေဆွမ်းကြနေတော့မှဖြစ်ပါတယ်။ပထမပိုင်းမှာဆိုရင်စင်မြန်တို့ပွဲဥတော်လှမ်းမိုးထားနိုင်ခြင်းမရှိဘဲနဲ့အခွင့်အရေးကောင်းတွေကိုသာဖန်တီးနိုင်ခဲ့တာပါ စမန်တို့အနေနဲ့ချက်မြန်သည့်ဒုတိယအကြော်အတွက်ရတန်ရအောင်လို့လူဆောင်ထည့်ကံပါတယ်ဆိုမှအချိန်နေတော့ပိုဆိုးသွားခဲ့ရပြီးတော့ဒုတိယဘက်မှာဂိုးတွေပါပြန်ပေးလိုက်ရပါတယ်၆၈မိနစ်မှာဟျူဆန်ကကောင်းတိုက်ဖို့တကူနဲ့တိတ်မကြခင်မှာပဲအီဗန်နီဆန်ကအနိုင်ဂိုးပါထပ်သွင်းသွားခဲ့ပါတယ်နောက်ဆုံးမှလည်းလူဆောင်ထုတ်ထားတဲ့စမန်ကြီးတို့အနေနဲ့အိမ်ငယ်မှာတော့ဘုံမှန်ကိုနှစ်ဂိုးတကူနဲ့အရှုံးပေးလိုက်ရပါတယ်ကိုယ်ဆိုရင်စီမံကြီးတို့ဟာအဆင့်3ကနိုဘူးတို့နဲ့လေ3မှတ်သာကွာလာခဲ့တာကြောင့်ဒုတိယလိုဖြစ်ဖို့တော့မသေးကြတဲ့အနေအထားဖြစ်လာပါပြီ နောက်ပြီးဒီရှုံဘွဲကဒံပလာဒုတိယအကျော်အတွက်ထိခိုက်မှုတွေလည်းရှိလာနိုင်ပါတယ်လရှိအခြေအနေအရဆင်မြန်တို့ကစားသမားတွေယုံကြည်မှုပိုင်းထိခိုက်သွားနိုင်ပြီးတော့ BFG ကွင်းမှာပြန်လာနိုင်မှုအတွက်ပို့ပြီးတော့ခက်ခဲသွားနိုင်ပါတယ်။လွယ်ပြပြဒုတိယအကြိမ်မှာတော့ဆင်မြန်တို့ဘီယက်နမ်ဖောင်ဖြတ်ပြီးထိုက်ပွဲဝင်ရတာမှာပါ။ဆုံးမကြီးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။